ပိတ်သက်ကြီးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တင်ဆက်သူဇော်ရွက်ဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းရဲ့ဇာတ်လမ်းလေးကတော့တပွဲစားမုတ်ဆူကြီးနဲ့လူသားစားတမန်ကြားတို့ရဲ့ဖေးလန့်ရှောက်ရှားပွဲရာတရေဇာတ်လမ်းလေးပဲဖြစ်ပါတယ်တစ်ခါတော့ဒေါနာတောင်တန်းတွေတရှိအားတောအုပ်ကြီးရဲ့မှာတော့ကိုခွေးဘူးတို့အသားဖာ၃ယောက်နေထိုင်ခဲ့တယ်ဗျာကိုခွေးဘူးကတောလိုက်မုတ်ဆိုးတယောက်ဖြစ်ပြီးတော့အမဲလိုလိုဒေါနဲ့ကြီးရဲ့မှာပဲကျင်လည်ချက်စားလေးရှိပါတယ် ကိုခွေးဘူးကဖိမိန်ပပခန္ဓာကိုရှိပြီးတော့မုတ်ဆိုးတယောက်ပြီးပြီး အပြေးလဲမြန်တယ်လို့တွတ်တွတ်လဲလဲရှိရဲ့လူတယောက်သားဖြစ်တာပေါ့တော့ကောင်းနေဆိုတာကလည်းညဘက်ရောက်မှသာအစာရှာထွက်လေရှိတယ်ဗျဒါမျိုးကြိုတိနေရဲ့ကိုခွေးဘူးလဲတဲပင်ရဲ့အပေါ်မှာနေရာတစ်ခုဖန်တီးလိုက်ပြီးတော့အဲဒီအပေါ်ကနေပဲတားခေါင်တွေရဲ့အလားကိုစောင်းနေခဲ့ပါတယ်တနက်ကိုရှေးတည့်တည့်မှာချိန်ထားလိုက်ပြီးအပင်ပေါ်က၄၀လေးပေါ်မှာမှောက်လျက်သာစောင့်နေခဲ့တယ်ဗျာ ီလိုနဲ့အချိန်တော်ကြာလာပြီးမနက်တနားရီလောက်ကိုထိုးတဲ့အချိန်မှာတော့ကိုခွေးဘူးရဲ့ရှေ့မှာတမင်တကောင်ရောက်လာခဲ့ပါလေအဲဒီခါမှာတော့ကိုခွေးဘူးလည်းချိန်ထားတဲ့မောင်ကိုဖြုတ်ချလိုက်ပြီးတော့အဲဒီခါမှာတော့တမင်လည်းကြည်စံထိမှန်သွားပြီးတော့မြေပြင်မှာပဲလဲကျအသေးဆုံးသွားခဲ့ပါလေတပွဲသာမဟုတ်ဆိုပါကွာပြစ်လိုက်ရင်ဘယ်တော့မှမလွဲစီရဘူးဒီညအတွက်တော့ဆောင်းအောင်ကျုံနဲ့သွားပြီး အဲဒီလိုပြောပြီးတော့ကိုခွေးပူလဲတေနေရဲ့တမင်အနာကိုချင်းကပ်သွားခဲ့ပါတယ်။နောက်ပြီးတခါရဲလေးဖြတ်ဖို့အတွက်အတင်ပါလာရဲ့ဓာတ်ချောင်းကိုထုတ်လိုက်တာပေါ့။အဲဒီချိန်မှာပဲကိုခွေးပူရဲ့နောက်ကနေအတန်တစ်ခုကိုကြားလိုက်ရတယ်ဗျ။ဘိုးကမှာတော့ကိုခွေးပူလဲအတန်လာရနောက်ကိုလဲကြည့်လိုက်တာပေါ့။ကိုခွေးပူရဲ့နောက်မှာတော့တော့ဝဲတကောင်ပြေးလာတာဖြစ်ပြီးအဲဒီတော့ဘက်ကလည်းကိုခွေးပူကိုရန်ရှာဖို့အတွက်ပြေးလာတာပဲဖြစ်သေးဗျ။ ဖုံမြင်ခွင်းကိုမြင်လာရတယ်ဆိုပေမဲ့ကိုခွေဘူးတယောက်တနတ်ကိုဆွဲယူလိုက်ပြီးကဲဟာပြောပြောဆိုဆိုနေပဲကိုခွေဘူးရဲ့တနတ်ကြီးစံထိမှန်သွားပြီးတော့တော်ဝဲကြီးလဲတေးဆုံးသွားခဲ့ပါတယ်ငါသားလဲတော်ဝဲသားစားခြင်းနေရာနေအတော်ပဲကျေးဇူးတင်ပါတယ်တော်ဝဲလေးမင်းလဲကောင်းရမွန်ရကိုတော့သွားတော့ဒီလိုနဲ့မနဲ့အာယုံတက်လာပြီးကိုခွေဘူးတယောက်တားနဲ့မရရှိရာကိုပြန်လာခဲ့ပါတယ် ခါတိုင်းကိုခွဲပြုပြန်လာပြီဆိုရင်အိမ်ရှိကနေစီးကျူနေကြဖြစ်တဲ့တားဖြည်သူ ဖိုးသားလေးဟာဒီနေ့မှတော့ပေါ်မလာခဲ့ဘူးဗျာအဲအကြောင်းကိုခွဲပြုလေအိမ်ထဲကိုဝင်လာခဲ့ပါတယ်မိမကြီးကိုပြန်လာပြီကွာကိုဒီမထကြသေးဘူးလားဒီသားမီနှစ်ယောက်ကတော့ပြပြောဆူဆူနေပဲအိမ်ထဲကိုဝင်လာပြီးမြင်လာရတဲ့မြင်ကွင်းတစ်ခုကြောင့်ကိုခွေဘူးတယောက်ကဘာကြီးပြင်မတဲ့ခံစားလိုက်ရတယ်ဗျာတာဖြစ်သူဖိုသားလေးနဲ့အတူဇနီးစေမတ်တင်ကြီးဟာအဲ့ရရဲ့ဘေးလေးမှာပဲသွေးတံရရဲ့နဲ့တေဆုံးနေခဲ့ကြပါလေ နောက်ပြီးတားနဲ့မယားတို့ရဲ့ဝမ်းဖိုက်တွေမှာလည်းအပေါက်ကြီးတွေဖြစ်နေကြပြီးတော့အတွင်းထဲကဥကလီစာတွေဆိုတာကလည်းလက်ဆက်လေးမှာတော့မရှိတော့ဘူးဗျကိုခွေးဘူးတယောက်ထုံမြင့်ဝင်းကိုမြင်လာရတယ်ဆိုမဲဘာလို့လို့ဘာကမ်းရမယ်မသိဖြစ်သွားကအတန်ကုံအောင်အော်ဟစ်လိုက်ပါတော့တယ်ကိုခွေးဘူးရဲ့ငဲစမ်းပေါအောင်အော်လိုက်တဲ့အတန်ကြီးဟာအတော်လေးကိုကျေလောင်သွားပြီးတော့တော့ကြီးတကူလုံးကိုဖိန်ခနဲဖြစ်သွားခဲ့တယ်ဗျအဲဒီနောက်ကိုခွေးဘူးလည်းတတိဝင်လာပြီးတော့အင်းရဲ့ပက်ပက်လေးကိုလိုက်လံကြည့်ရှုလိုက်ပါတော့တယ် ဒုက္ခမှာတော့အဲ့ရဲ့နောက်ဖေးအပေါင်းသားမှာသွေးဆက်တွေအများအပြားရှိနေတာကိုတွေ့လိုက်ရတယ်ဗျ။အဲ့ဒီသွေးဆက်တွေဟာတောအုပ်ကြီးတွေကိုတန်စီအတန်းလိုက်ဝင်သွားခဲ့ပါတယ်။ကိုခွေးဘူးလဲတားဖြစ်သူနဲ့အတူဇနီးဆယ်ရဲ့ရုပ်အလောင်းတွေကိုရိုးရအတိုင်းမိရှို့တကြိုးပေးလိုက်တယ်ဗျ။ဒိုးစင်မှာပဲကိုခွေးဘူးတယောက်စိတ်ချတင်းကြီးငါသားလေးနဲ့မင်းကိုတတ်သွားတယ်သူဘသူဝဲဖြစ်ဖြစ်ငါပြန်တွေ့အောင်ရှာပြီးသွေးကြီးဆက်ပါမယ်လို့ငါငါဂရိပေးတယ်။ ။အဲဒီလိုဆိုပြီးတော့ကိုခေဘူးဟာကျောဖို့အိတ်တလုံးကိုလွဲကာတနက်ကိုကမ်းပြီးတွေးဆက်ဒီအတိုင်းခြေရခံပြီးတော့တောအုပ်ထဲကိုထမ်းမှန်ထွက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့တောအုပ်ကြီးတွေကိုရောက်တဲ့အခါမှာတော့တွေးစားတွေဟာလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားခဲ့တာပေါ့။နေရဲ့အလင်းရောင်ကလည်းတဖြည်းဖြည်းနဲ့မိမ့်မိန်လာပြီးမှောင်စပြုတ်လာခဲ့တယ်ဗျာ။နေဝင်သွားတာနဲ့အမျှလရဲ့အလင်းရောင်ကပေါ်ထွက်လာပြီးကျယ်တွေကလည်းမိတ်တုံမိတ်တုံနဲ့ထွက်ပေါ်စားပြူလာခဲ့ကြပါတယ်။ ဒီလိုနဲ့တဖြည်းဖြည်းမှောင်လာပြီးငါကောင်တွေရဲ့အတန်တွေကလည်းအဝေးတနေရာကနေပေါ်ထွက်လာခဲ့တာပေါ့တော်ကြီးကအရန်ကိုထူထပ်တာကြောင့်တစိမ့်စိမ့်နဲ့ချမ်းအေးနေခဲ့တယ်ဗျာအဲဟာကြောင့်ကိုခွေးပူလေးမိဘုံလေးတခုကိုပြိုးလိုက်ပြီးတော့ခန္ဓာကိုယ်ကိုအနှွေးတက်ပေးလိုက်ပါတော့တယ်ဒီလိုနဲ့ခဏကြာမှတော့ကိုခွေးပူတယောက်အပင်ပေါ်မှာထိုးထားတဲ့လေးစင်လေးပေါ်ကိုတက်သွားခဲ့တာပေါ့ အပင်ဘောကိုရောက်တဲ့အခါမှာတော့မိမနဲ့တားဖြစ်သူရဲ့အကြောင်းတွေကိုစဉ်းစားရင်မျက်ရည်တွေဝဲနေခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ညင်းထက်လာပြီးတော့ကိုခွေးဘူးလေးပါလာတဲ့ကြောဖို့အီလေးကိုခေါင်းခုပြီးတော့အိတ်ဆက်အနားယူလိုက်တာပေါ့။ယောက်ျားရေယောက်ျားအဝေးတနေရာကနေပြီးတော့ဇနီးစဲမတ်တင်ကြီးရဲ့အော်ခေါ်တဲ့အတန်တချို့ကိုကိုခွေးဘူးရဲ့နားထဲမှာကြားလိုက်ရတယ်ဗျာ။ထိုအခါမှာတော့ကိုခွေးဘူးလေးအိယာကနေထားလိုက်ပြီးအတန်လာရကိုနားစွန်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ကိုခွေးဘူးလေအပင်ပေါ်ကနေဆင်လာပြီးတဝင်းချင်းကိုလှဲ့ပတ်ကြည့်ရှုလိုက်တယ်ဗျ။ဘိုးကမှာတော့ကိုခွေးဘူးရဲ့ညာဘက်တစ်ပင်တစ်ပင်ရဲ့အနားမှာဇနီးဖြစ်သူမတ်တင်ကြီးကိုတွေ့လိုက်ရပါတော့တယ်။ယောက်ျားရှင်ကဘယ်လျှောက်သွားနေရလဲ။ဘာလို့ဒီမနဲ့တားလေးစီကိုပြန်မလာပါလဲနော်။ဟင်တင်တင်ကြီးနေမတည်ဘူးပေါ့နော်။ပြောပြောဆိုဆိုနေပဲကိုခွေးဘူးဟာဇနီးတဲ့မတ်တင်ကြီးရှိရာကိုပြေးသွားခဲ့တာပေါ့။ ဒီလိုနဲ့မတ်တင်ကြီးရဲ့အနာကိုရောက်တဲ့အခါမှာတော့ကခွေဘူးလေးရှေ့ကိုဆက်မတိုးတော့ပဲမိမဖြစ်သူမတ်တင်ကြီးရဲ့မျက်နှာကိုသေချာစိုက်ကြည့်လိုက်တယ်ဗျ။အဲဒီခါမှာတော့မတ်တင်ကြီးဟာလေလူတယောက်ရဲ့အသွန်ကနေချက်ချင်းဆိုတလို့ကြားတဲ့ကောင်ရဲ့အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်ဗျ။ကျွန်တော်ထင်သားပဲကလင်ကကြစ်တလေးဆန်ငါမိမနဲ့ကလေးကိုတတ်လိုက်တာမင်းပေါ့ ပုံစံအစ်စ်ကိုပြောင်းလဲသွားတဲ့တမန်ကြားကြီးဟာတဖြည်းဖြည်းချင်းနဲ့ပုတ်ခွေးဘူးရှိရာကိုလှမ်းလာခဲ့ပါတယ်။ပုတ်ခွေးဘူးကလည်းကြီးစံတစ်ထောင်းကိုတနတ်ထဲထည့်လိုက်ပြီးတော့အဲဒီကြီးစံကိုအစွမ်းထက်လာစေဖို့အတွက်ဂါတာတစ်ခုကိုမမ်းမို့ရွတ်ဆိုနေခဲ့တယ်ဗျ။ကြီးစံဟာအသက်ဝင်လာပြီးအစွမ်းပြလာတဲ့အခါမှာတော့မုတ်ဆိုကြီးကိုခွေးဘူးလည်းအတင်းချိန်ထားတဲ့တနတ်ကိုမောင်းချိုလိုက်တာပေါ့။ ဒုက္ခမောတမန်ကြားကြီးဟာကြည်စံထိမှန်သွားပြီးတော့မြေပြင်မှာလဲကျသွားခဲ့တယ်ဗျ။မော်ကြည်စံထိမှန်သွားတဲ့တမန်ကြားကြီးဟာမြေပြင်မှာလဲကျသွားတယ်ဆိုရင်ပဲအလွန်နာကျင်စွာနဲ့ခံစားသွားရပြီးလူလဲနေခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့တမန်ကြားကြီးရဲ့ခန္ဓာကိုယ်ကနေအဝါရောင်မီးခိုးငွေတွေပေါ်ထွက်လာပြီးအမဲရောင်တွေတန်းနေတဲ့အဖိုးအိုကြီးတယောက်အတုံကိုထမ်းမှန်ပြောင်းလဲသွားခဲ့တာပေါ့။ဒီကြပါလေ။မင်းလာရှာတဲ့သူကငါဖြစ်မယ်ဆိုတာ။မင်းမိမနဲ့မင်းသားလေးကိုစားလိုက်တာလေ။ငါပဲလေ။ ချိုးစိန်နေရပဲလူသားကတော်တော်စားလို့ကုန်တာပဲအထူးသဖြင့်တော့ခလေးတွေရဲ့အသားပေါ့ထို့ကဲ့သို့တရေအဖိုးကြီးကပြောလိုက်တဲ့အခါမှာတော့မုံဆိုးကြီးကိုခွေးပူလဲဒေါသမီးတွေကဟောကနေဆိုသလိုတောက်လောင်လာခဲ့တယ်ဗျအဲဒီနောက်မှာတော့မော်ကြီးစံတွေကိုအသုံးပြုပြီးတရေအဖိုးကြီးကိုပြစ်လိုက်တာပေါ့ဒါပေမဲ့လေတရေအဖိုးကြီးကတော့ဘာမှဖြစ်မသွားခဲ့ဘူးဗျမင်းရဲ့ပညာနဲ့လှည့်မြန်ဖြက်လန်မှုကိုတော့ငါအတိအမှန်ပြုပေးလို့ရပါတယ် ။ဒါမဲ့ငါ့ကိုရှင်နိုင်ဖို့ရတော့မင်းစီရွေးစီမှာတွားတင်လိုက်အောင်ကောင်းလေ။အဲရီကမှာတော့ကိုခွေးဘူးလေအလွန်ဒေါသထွက်သွားပြီးတနက်ကိုထမှန်ချင်းလိုက်ခါမောင်းဖြိုလိုက်တယ်ဗျ။ထိုတစ်ချက်မှာတော့ကြီးစားဟာရှေ့ကိုဆက်မတိုးတော့ပဲပြောင်းဝမာရင်ကွဲသွားခဲ့တာပေါ့။ကိုခွေးဘူးလေတနက်ပြန်ထိမှန်သွားပြီးမြေပြင်ပေါ်ကိုလဲကျသွားခဲ့တယ်ဗျ။နောက်ပြီးသူရဲ့မော်ကြီးစံတွေဟာအလုံးမဖြစ်တော့ဘူးဆိုတာကိုသိလိုက်ရတာပေါ့။အဲဒီချိန်မှာပဲကိုခွေးဘူးတယောက သူ့ရဲ့နောက်ကျောမှာထိုးထားတဲ့ပစိန်တစ်ချောင်းကိုတတိယသွားခဲ့တယ်ဗျာအဲဒီပစိန်ကလည်းတာမန်ပစိန်တစ်ချောင်းတော့မဟုတ်ပါဘူးကိုခွေးဘူးတယောက်တောလိုက်နေစင်မှာပဲသူ့ရဲ့ရှေ့မှာသွေပင်ကြီးတပင်ကိုမိုဂျိုပြစ်ချလိုက်ပြီးတော့အဲဒီတပင်ကနေရှာရှာပပရလာတဲ့မိုဂျိုသွားကိုအတုံးပြူးပြီးပြုတ်လုထားတဲ့ပစိန်တစ်ချောင်းသာဖြစ်ပါတယ်တို့ပစိန်ဟာအစွမ်းပြလာပြီဆိုရင်လျှက်စည်းတွေလက်လာပြီးတော့အင်အားကြီးရဲ့စစ်နှကောင်ကိုတောင်းလျှက်တစ်ပြည့်အတွင်းအပိုင်းပင်းပြတ်တော့သွားအောင်ခုန်နိုင်နေဗျာ။ အဲဒီနောက်မှာတော့ကိုခွေးဘူးလည်းပစိရဲ့အယိုးကိုလက်ကခံဆွဲပြီးတဆေကြီးရှိရာကိုပြေးသွားခဲ့ပါတယ်။နောက်ပြီးတဆေကြီးရဲ့ပခုံးဘုံကိုတင်ပြီးအာရပါရခုံလိုက်တယ်ဗျ။ထိုကောင်မတော်တဆေကြီးအားမြေပြင်ဘုံကိုလဲကျသွားခဲ့ပါတော့တယ်။ဒါဝိမဲ့လည်းတဆေကြီးကတော့ဘာမှဖြစ်မသွားခဲ့ဘူးဗျ။နောက်ပြီးကိုခွေးဘူးကိုလည်းသူ့ရဲ့အစွမ်းအနေနဲ့ခြုံနှောင်လိုက်တာပေါ့။ထိုကောင်မတော်ကိုခွေးဘူးရဲ့လေပင်ဟာရစ်ပတ်ထားသလိုတင်းကျပ်လာခဲ့ပါတယ်။ အဲဒီနောက်အသက်ရှူကြလာပြီးသတိမေမျောမတက်ဖြစ်လာခဲ့တာပေါ့ဒီလိုနဲ့မုတ်ဆိုးကြီးတယောက်သတိမေကနီဇဝေဇဝါဖြစ်နေတဲ့အချိန်မှာပဲတားဖြစ်သူဖိုသားလေးဟာဖခင်ဖြစ်သူရဲ့အနာကို ရောက်လာခဲ့တယ်ဗျအဖေအာတင်းသားနော်ဘာမှစိတ်မပူနဲ့ဒီတော့အုပ်ကြီးတွေကိုတရားကျင့်ရောက်နေတဲ့ဖုန်းကြီးတစ်ပါးရှိတယ်တားအမြန်ခေါ်လာခဲ့မယ်အဲဒီလိုပြောပြီးတော့ဖိုသားလေးဟာပြန်ပြီးတော့ပြောက်ွယ်သွားခဲ့ပါတော့တယ်ထိုကမှာတော့ကိုခွေးဘူးလေးသတိလေးမေမျောသွားခဲ့တာပေါ့ တစေဖိုးကြီးကလည်းဒီလိုမောပညာတက်တဲ့လူရဲ့အသားကပိုစားကောင်းမှာတော့အသေးချာပဲအဲဒီလိုဆိုပြီးတော့တစေကြီးဟာမောက်ဆိုးကြီးကိုခွေးပူရဲ့အသားတွေကိုစားဖို့အတွက်အနာကိုတိုးလာခဲ့ပါတော့တယ်ဒိုးစင်မဝဲမနီမဝဲကနေပြီးတော့ရဟန်းတစ်ပါးရောက်လာခဲ့တယ်ဗျအိုးတကားကြီးအထိတ်ကံမကောင်းခဲ့လို့အခုလိုဘဝမျိုးကိုရောက်နေခဲ့ရတာမဟုတ်လားခုလောက်ရတွေကိုရန်နာလိုက်ပါတော့ဦးစင်ကိုလှူလိုက်ပါ အလှူခံမရစေလွယ်လားဗျခမရကဘာကြီးမို့လို့လဲ သေဖို့တာပြင်ထားတော့အဲဒီလိုဆိုပြီးတော့တစေကြီးကဦးစင်းရှိရာကိုရှောက်လာခဲ့ပါတယ်ထိုအခါမှာတော့ဦးစင်းဟာလည်းတင်းမြင်ဝေးထိုင်းလိုက်ပြီးဖះစာတွေကိုရွတ်ဆိုလိုက်တယ်ဗျအဲဒီနောက်တစေကြီးကဦးစင်းရဲ့အသားအရည်တွေကိုထိမိလိုက်တယ်ဆိုရင်ပဲအဝါရောင်အလင်းနှန်းတွေကမြပြစွာနဲ့ပေါ်ထွက်လာပြီးတစေကြီးဟာလည်းအဲဒီအလင်းတွေရဲ့ကြားမှာပဲရောက်ွယ်သွားခဲ့ပါတော့တယ် ဒီလိုနဲ့ကိုခွေးဘူးတယောက်တတိပြန်ရလာတဲ့အခါမှာတော့သူရဲ့ဘေးမှာတစေကြီးရှိမနေတော့ပဲဦးစတပါရှိနေတာကိုမြင်လိုက်ရတာပေါ့အဲ့ဒီခါမှာတော့မုတ်ဆိုကြီးကိုခွေးဘူးလဲအဲ့ဒီဦးစင်းဟာတားပြစ်သူခေါ်လာတဲ့ရဟန်းတပါဆိုတာကိုသိလိုက်ရပြီးချက်ချင်းဆိုသလိုရဟန်းရဲ့အနာကိုကတ်သွားကရှစ်ခိုးဥညွန်လိုက်တယ်ဗျရဟန်းကလည်းမောက်ဆိုးကြီးကိုခွေးဘူးကိုအခုလိုအကူသူအလုပ်တွေထမ်းမလို့ဖို့ရအတွက်အရာဟောကြားပေးလိုက်တာပေါ့။ကိုစင်မှာပဲကိုခွေးဘူးရဲ့ဘေးနာကနေတားပြစ်သူဖိုးသားလေးနဲ့အတူ ဇနီးဖြစ်တဲ့မက်ဒင်ဂျီတို့ကရုပ်ရည်ရဲ့ပေါ်လာပြီးကိုကွေးဘူးကိုနှုတ်ဆက်စကားပြောလိုက်ကြပါတော့တယ်။အဲဒီနောက်တိတ်မကြခင်မှာပဲတားဖြစ်သူနဲ့ဇနီးဟာလေနေရာကနေပျောက်ကွယ်သွားခဲ့တယ်ဗျ။ထိုချင်းကနေစပြီးတော့ကိုကွေးဘူးလည်းတောလိုက်တဲ့မုတ်ဆိုးအလုပ်ကိုလုံးဝဆွန့်လွတ်ခဲ့ပြီးတောထဲမှာပဲထင်းခုတ်တဲ့အလုပ်ကိုပြောင်းလဲကအသက်မူဝမ်းကြောင်းခဲ့ပါတော့တယ်။ဇလန်းလေးရောဒီမှာလည်းပြီးဆုံးသွားခဲ့ပါပြီဗျ။ကျွန်တော်လည်းအတော်လေးကိုအားပေါက်ပါပြီ။ ဒီစတာလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကြိုက်နေတတ်ပါတယ်ဆိုတဲ့ကောမန်လေးတစ်ကြောင်လောက်ရေးပေးခဲ့ကြဖို့တောင်းဆိုလိုက်ပါတယ်